ကေဒီယူ channel ကြီးပြန်လဲကြိုးစားပါဗျာနော်ဒီဘာလို့ပြောချင်လဲဆိုတော့အခု live ပေါ်မှာနံပါတ်ကြီးနေပါဗျာအတင်စားအတင်စားထမင်းဘူးဆိုတာလေသူကသူမီးမလို့ဘူးဘာမှမလို့ဘူးမီးမလို့ရင်းမလို့သူကသူပါတဲ့ဟာအထုပ်လေးဖောက်ပြီးတော့လုံးလိုက်အောင်ပဲနော်အဆန်ဆိုတဲ့အမှသူကသူနော်အပူပေးတဲ့ဟာဘာညာကွကွာပေါ့နော်အဲ့ဒီအဲ့ဒီဟာလေးတော်တော်နံပါတ်ကြီးနေဗျာဒါမဲ့ဟိုတကယ်ဟိုခက်ခဲတဲ့နေရာမျိုးတွေဆိုတော့ဒီဒီအထုပ်လေးကလုံးဝအဆင်ပြေနော် ဟင်းလဲဟင်းလဲနှွေးပြီးသားဗျာဟင်းဘူးထမင်းဘူးစားမှာပေါ့နော်သူ့အထုပ်လေးဖောက်ပြီးရေလောင်းထည့်လိုက်တော့နဲ့သူကနော်အမအပူချိန်ပြီးသွားမှာပေါ့နော်အဲ့ဒါကျွန်တော်ကတော့ဟိုတချို့ဟာအဲ့အတွက်ပြောရအောင်နော်ဒီဟာရေချေစားဖို့ကတော့ instant ဖြစ်တဲ့အတွက်ရေချေကတော့အဆင်မပြေဘူးဘာလို့လဲဆိုတော့ဆိုးကျိုးဆိုးကျိုးပါမှာပဲဘာလို့လဲကြာချေခံအောင်ထားရတဲ့အရာဖြစ်တဲ့အတွက်နော်အဲ့တော့ဒီတိုင်းဒီတိုင်းကတော့အဆင်ပြေတယ်ဗာတခါတလေပေါ့နော်တခါတလေခုခောက်ဆိုကြောက်တွေစားသလိုပေါ့ဗျာအမြဲတမ်းကြာတော့အဆင်မပြေဘူးပေါ့နော်ကြာတော့ဒီမှာ အဲ့ဒီအသင်သားဒီထမင်းဘူးလေးပေါ့နော်အသင်သားထမင်းဘူးလေးကိုချက်ပြထားလေးဒီမှာတစ်ချက်ကြည့်တယ်ပေါ့နော်ဒီမှာမီးပြတ်နေလဲအချိန်15မိနစ်လောက်ပေးုံနဲ့ထမင်းစားလို့ရပြီဒါကမီးမလို့ဟောပေါ်မဟုတ်တဲ့မီးမလို့ထမင်းဒါကတော့သူ့ထဲထဲကပါဝင်ပစ္စည်းလေးပေါ့ကွယ်စံတအိတ်ရယ်စံအိတ်ပစ္စည်းလေးရယ်ရေထုပ်ရယ်ဟင်းနှစ်ထုပ်ရယ်ဇွန်းရယ်အပူခံအိတ်ရယ်ဒါပါပဲသူ့ရဲ့စံလေးတွေကိုဒီဘက်အကန့်အကြီးတွေကိုဖောက်ထည့်ပါမယ်စံအန်လေးတော်တော်အချောက်ခံထားရတဲ့ထင်တယ်စံစည်းတွေကောက်ွားကြည့်အောင်ဝါလို့တော့မရအောင်မားနေရပါပဲ ဒါကတော့သူ့ရဲ့ရေလေးပေါ့နော်ရေနဲ့ဆန်နဲ့ကိုထည့်ဖို့ချက်ဖို့အတွက်ကိုတိတ်ထားတိုင်းစာပြီးထည့်ပေးထားတာဖြစ်မယ်ဒါကတော့သူ့ရဲ့ဟင်းအနှစ်ထုပ်လေးပါဟင်းအရသာကတော့ကြသားနဲ့မြင့်နဲ့အရသာကိုယူလာတာပါတခြားဟင်းအရသာကြီးလည်းရှိတယ်ဒီအပူပေးတဲ့အိတ်ကလေးကိုဖောက်ပြီးတော့ရေလောင်းလိုက်ပါမယ်အဲ့ဒီအချိန်မှာပဲကျမခွေးရခရက်လာထအောင်လို့ကျမချက်ချင်းဘူးထည့်ရမယ့်ဟာကိုမထည့်နိုင်မင်းအငွေတစ်ထောင်ထွက်နေတဲ့အချိန်ကျမပဲအပူပူထည့်လိုက်ပါတယ်အဖုံးအုပ်ထားပြီးတော့15မိနစ်လောက်စောင့်ပါမယ်15မိနစ်ပြည့်ပြီဆိုရင်တော့အဲ့လိုမျိုးအငွေတစ်ထောင်ထောင်နဲ့ပူနွေးနေတဲ့ထမင်းကိုရပါပြီ အမြင်မှာတော့အရာအဆင်းလေးကလှပြီးတော့တကယ်ကိုစားချင်စရာလေးဖြစ်နေပြီကွာအရာသာဘလို့နေမလဲဆိုတော့နောက်ဗီဒီယိုမှာဆက်ပြောပါမယ်ရှင်ကျေးဇူးပါနောက်ဗီဒီယိုပြောမနေနဲ့ကောင်းနေတယ်နော်နောက်ဗီဒီယိုမဖွင့်ပြတော့ကောင်းနေနော်ဘာလို့ပူနွနွလေးလေးစားရတယ်ဗျာဒါ instant ပေါ့နော်ကွာဘလောက်နီးပညာမြင်လာရောဟိုဒါလေးကကျွန်တော်ကတော့သဘောကျတခါလေပြောတာနော်တခါလေကျွန်တော်တို့တကယ်လို့တော်တဲ့တောင်းတဲ့ဘာညာကွီးကွာပေါ့နော်အစင်မပြေတဲ့နေရာမျိုးအဲ့လိုကွာ ီတစ်ခုထွက်နေရမျိုးဆိုဒီဘူးလေးရလုံးဝအဆင်ပြေနော်တယောက်စာကွက်တီပဲနော်ကျွန်တော်ကတော့သဘောကျတယ်ဒါရေရှည်ပြောတာမဟုတ်နော်ဒီရလေးကိုသဘောကျတယ်ဆိုတာပြောတာအဲ့ကြတော့ဘိုင်းပေါ်မှာနာမည်ကြီးနေရနော်ရေမလုံးမီးမလို့ဘာညာကွက်ကထမင်းဘူးဆိုတာအဲ့အဲ့ဒါပဲနော်အဲ့ကြတော့ဒါဘူးသူရရအောင်တင်ပြပါဗျာတီးတဲ့သူတွေကတော့ကြော်သွားပါဗျာကျွန်တော်ကတော့ဟိုအထူးသန်းလေးဖြစ်နေတဲ့အရာကိုပြောပြပြီးတာဘာမှမလို့သူ့အတူပါပြီးတာ ဆန်တဲ့ဆန်တဲ့ပြီးသူရေသူထဲထဲပြီးတော့နဟင်းထုတ်ဟင်းထုတ်ဖြီးပြရနဲ့အမဟိုထုတ်လေးဖြီးဖြီးပြရနဲ့ရေလောင်းထဲပြရနဲ့အုတ်ဒါ15မိနစ်ဆိုစားလို့ရပြီနော်ကောက်သွဲကြောက်လို့ပဲအဲကြတော့